2025ခုနှစ်မေလ14ရက်ဗုဒ္ဓနေ့ဂျိုတုကရရှိတဲ့တိုင်းတာချက်တွေနဲ့အတူမြန်မာပြည်ယာတုတုအခြေအနေများကိုဆက်လက်ခံမှန်းတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေကခံမှန်းတွက်ချက်တဲ့အတိုင်းပဲမြန်မာနိုင်ငံကို73ရက်နေ့မှာမုတ်တုံလေးစတင်ဝင်ရောက်ပြီဆိုပြီးတော့အိန္ဒိယနိုင်ငံမိုးဒလဌာနကထုတ်ပြန်တာတွေ့ရပါ မြန်မာနိုင်ငံဘယ်ပိုင်းတွေဘယ်နေ့ဝင်မလဲဆိုရင်တော့73ရက်နေ့မုတ်တုံလေစီကျောင်းဟာမြန်မာနိုင်ငံမော်လမြိုင်အထိစတင် ဝင်ရောက်ခဲ့ပြီးတော့လာမဲ့22ရက်နေ့မေရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံအလယ်ပိုင်းအောက်ဖက်ကို မုတ်တုံလေနဲ့မူစတင်ရောက်မယ်လို့အိန္ဒိယမိုးစလာကခန့်မှန်းပေးထားပါတယ်။26ရက်နေ့မေလမှာတော့မြန်မာပြည်အလယ်ပိုင်းကို ုတ်တုံစတင်ရောက်ရှိပြီးတော့တရက်နှစ်ဇွန်လမှာတော့မြမာပြည်အထက်ပိုင်းကို မုတ်တုံလေနဲ့မုတ်တုံမိုးရောက်ရှိမယ်လို့ခန့်မှန်းပေးထားတာတွေ့ရပါတယ်ဒီကနေ့14ရက်နေ့လေစီကြောင်းတိုက်ခတ်မှုကိုကြည့်မယ်ဆိုရင်အိန္ဒိယသမုတ်တရားနဲ့အာရေဗျန်ပင်လယ်ကဝင်လာတဲ့လေစီကြောင်းဟာမြန်မာနိုင်ငံအောက်ပိုင်းကိုတိုက်ခတ်ပြီးတော့မြန်မာပြည် အလယ်ပိုင်းလွေမြင့်ဒေသကိုဖြတ်သွားတာတွေ့ရမှာဖြစ်တယ်လို့ပဲအဲလီညိုရာသီဥတုမှာလာနေကြပစိဖိတ်သမုတ်တရားနဲ့တောင်တရုတ်လေစီးကြောင်းဟာထိုင်းနိုင်ငံကိုကြွေပြီးတော့အဆုံးသတ်သွားတာတွေ့ရမှာပါဖြစ်ပါမယ်ဒီ2025မေလမှာ မုံတိုင်းဘာကြောင့်မဖြစ်သေးလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်တို့လာနီညာအခြေအနေကို သမုတ်ပြာမှာကြာရောက် နေတဲ့အတွက်ကြောင့်မလို့သမုတ်တရားရဲ့အပူချိန်ကနေသွားတဲ့အတွက်ကြောင့်မလို့နေရောင်ကြီးကြရောက်နေတဲ့ဘင်္ဂလားပင်လယ်ထဲမှာလေဖျားနေရဖြစ်ဖို့အခြေအနေမပေးတာကိုကျွန်တော်တို့သုံးသပ်ခံမရပါဘူး။15ရက်နေ့မနေ့6နာရီလေစီးကြောင်းအနေထားကိုခမန်းတွက်ချက်ကြည့်တဲ့အခါမှာမြမပီတောင်ပဲ့စွန်းမှာလေဆိုင်ဝဲတစ်ခုဖြစ်ပြီးတော့ ဘင်္ဂလားပင်လယ်နဲ့အိန္ဒိယသမုတ်တရာကလာတဲ့ရေငွေ့အပြည့်ကိန်းတွေကိုမြန်မာပြည်တွေကိုစတင်တွန်းပို့တဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာမိုးသီးထန်စွာရွာသွန်းနိုင်မဲ့အနေအထားတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့မုတ်တုံမိုးထုတ်လုပ်တဲ့အိန္ဒိယသမုတ်တရာနဲ့ဘင်္ဂလားပင်လယ်အုပ်ကြည့်မယ်ဆိုလို့ရှိရင်ရခိုင်ရက်တွေကအိန္ဒိယသမုတ်တရာက တိန်နေရေငွေထုတ်လုပ်မှုတွေကနေပြီးတော့ဒီကနေ့မှာဆိုလို့ရှိရင်တော့တိန်မြင့်အထစ်ကိုရေငွေတွေတက်သွားတာတွေ့တဲ့အကြောင်းမလို့မုတ်တုံမိုးအားကောင်းကောင်းနဲ့ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့မြန်မာပြည်ကိုဝင်ရောက်နေတာတွေ့ရမှာဖြစ်ပါတယ်ဒီမိုးတွေကအိန္ဒိယသမုတ်တရားက လာတဲ့ရေငွေပါတဲ့မိုးဟာမြန်မာပြည်ကိုရောက်ဖို့ရက်30 လိုအပ်ပါတယ်ဘင်္ဂလားပင်လယ်ကမိုးကတော့ဗမာပြည်ကို3-4ရက်ပြည်မှာရောက်မှာဖြစ်ပါတယ်14ရက်နေ့မုတ်တုံ လေစီးကြောင်းနဲ့အတူပါလာတဲ့မုတ်တုံမိုးဟာမြမာပြည်အောက်ဖက်ပင်လယ်ကမ်းရိုးတော်မှာစတင်ပြီးတော့မိုးရွာနေသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့ မိုးများနေပြီးတော့အချို့ဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ကြံတဲ့တိုင်းနဲ့ပြည်နယ်အနှံ့မှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးရွာနိုင်ပြီးတော့အချို့နေရာတွေမှာတော့မိုးမရသေးပါဘူး။အထူးသဖြင့်သတိထားဖို့ကမန္တလေးရဲ့မြောက်ဖက်ကချင်ပြည်နယ်မှာရခိုင်နဲ့ချင်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကို ်တတိထားဖို့လိုပါတယ်လာမယ့်15ရက်နေ့မှာတော့ကျွန်တော်တို့စောစောကတင်ပြခဲ့တဲ့လေးဆိုင်ဝဲရဲ့တွန်းအားကြောင့်မလို့ကျွန်တော်တို့ရန်ကုန်တိုင်းပဲခူးတိုင်းအေရော်ဒီတိုင်းအရှိပဲမွန်ပြည်နယ်ကမ်းခြေမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲတောင်တရုတ်ကဖြတ်ဝင်လာတဲ့ရေငွေ့လေစီးကြောင်းကြောက်မလို့ရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာစိတ်စိတ် မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါဖြစ်ပါတယ်15ရက်နေ့မိုးကြီးနိုင်တဲ့ဒေသတွေကိုပြထပ်မှန်ပြီးတော့ကြည့်မယ်ဆိုရင်ဟင်းသရပဲခူးရန်ကုန်ဖျာပုံ မော်လမြိုင်မုရုံ ရေးနဲ့တဝဲဒေသတို့မှာ မိုးရေချင်းလေးလက်မလောက်ဒီ24နာရီအတွင်းရရှိနိုင်တဲ့အကြောင်းမလို့ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် တချောင်းရက်နေ့ကိုရောက်တဲ့အခါမှာလေတိုင်းနဲ့ပြည်နယ်အနှံ့မိုးရွာပြီးမဲ့လေမကွေးတိုင်းမှာတော့မိုးရရှိမှုအရန်ကိုနှဲပါတာတွေ့ရမှာဖြစ်ပါတယ်ဒီအဝါရောင်ဒေသတွေကတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့ဒေသတွေဖြစ်ပါတယ်ကချင်ပြည်နယ်ရှမ်းပြည်နယ်မန္တလေးတိုင်းအရှိမြောက်စကိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ် ဧရာဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းတို့ဖြစ်ပါတယ်အထူးသတိထားဖို့လိုတာက နေပြည်တော်ပြည်ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မြောက်ဘက်ကယားပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမန်းတွေ့ရှိရပါတယ်အထူးသဖြင့်ဖြူနဲ့ပဲခူးကြမှာဆိုလို့ရှိရင်တော့24နာရီအတွင်းမိုးရေချိန် 6လမကျော်ကျော်ရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။အရာစကားနဲ့ပြောလို့ရှိရင်တော့မိုးပေါ်ကရေတွေသွန်ချနိုင်တဲ့အနေအထားရှိပါတယ်။ကျွန်တော်တို့ပဲခူးမြို့မှာဆိုလို့ရှိရင်တော့သွာလာနေတဲ့ရင်းနေရပ်တန့်သွားလောက်တဲ့အထိမြေပေါ်မှာလမ်းပေါ်မှာရေတွေကျော်တဲ့အနေအထားထိမိုးများနိုင်လို့သတိထားပါ ထို့အတူပဲရန်ကုန်တိုင်းမှာလည်းအထူး သတိထားဖို့လိုသလိုပဲမော်လမြိုင် ကရင်ပြည်နယ်မှာလည်းခရီးသွားလာနေတဲ့လူသားပြည်သူတွေဒုသတိထားဖို့လိုပါတယ်လာမယ့်18ရက်နေ့မှာတော့အချင်းပြည်နယ်သခိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းရှိပဲရှမ်းပြည်နယ်ကယားပြည်နယ်နေပြည်တော်အေရဝတီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်တို့မှာဆက်လက်ပြီးတော့မိုးများနိုင်ပြီးတော့ ကြံတဲ့တိုင်းနဲ့ပြည်တွေမှာနေရာကွက်ကြားဆက်လက်မိုးရွာနိုင်တဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်။ဒါမဲ့၁၈ရက်နေ့မှာတော့မြန်မာပြည်အောက်ပိုင်းမှာမိုးပါသွားနိုင်တဲ့အနေအထားရှိပြီးတော့ AR တိုင်းနဲ့ရန်ကုန်တိုင်းမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့နေပြီးတော့အထက်မှာအနည်းငယ်မိုးများနိုင်သေးပါတယ်ထို့အတူချင်းပြည်နယ်အောက်ဖက်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်း မန္တလေးတိုင်းအရှိမြောင်ချမ်းပြည်နယ်မှာနေရာစိတ်စိတ်ဆက်လက်မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်အကြံပေးချက်အရ2025ခုနှစ်မုတ်တုံကာလမှာဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာ မိုးရေလုံလောက်စွာရရှိတဲ့အတွက်ကြောင့်မလို့ကောက်ပဲသီးနှံစိုက်ပျိုးမှု အောင်မြင်ပြီးတော့ကမ္ဘာဆန်စီတက်မဲ့အနေအထားကိုကာကွယ်နိုင်တဲ့အထည် ဖြစ်မယ်လို့အိန္ဒိယနိုင်ငံစိုက်ပျိုးရေးအုပ်စုတွေနဲ့မိုးစလားကတော့ကြွားလုံးထုတ်ထားတာတွေ့ရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်လည်းဒီမေလထဲမှာရွာမဲ့မိုးတွေကိုစနစ်တကျသိမ်းဆီးတူလောင်ပြီးတော့စိုက်ပျိုးရေးအတွက်စနစ်တကျအသုံးချနိုင်မှုလိုပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အယ်လီညိုကနေပြီးတော့လာနီညာအပြောင်းကာလဖြစ်လို့မုန်တိုင်း မပြစ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဇွန်လထဲမှာမြန်မာပြည်မှာမိုးအနည်းငယ်သာရွာသွန်းမဲ့အချိန်တွေဖြစ်ပါတယ်ကျွန်တော်တို့မိုးရွာအောင်ကျွန်တော်တို့မုန်တိုင်းဖြစ်အောင်စူတောင်းရမယ့်အနေအထားမှာ ရှိပါတယ်ခေါနလာပိုင်းမှာလည်းထို့အတူပဲဆက်လက်ပြီးတော့မုန်တိုင်းမရှိခဲ့လို့ရှိရင်6တွေ့ရာသီနဲ့ကြုံတွေ့ရနိုင်လို့ကျွန်တော်တို့ဘလို့ဖြည့်ရှင်းမလဲဆိုတာကိုတက်ဆိုင်ရာဌာနအတွင်နဲ့တာဝန်ရှိသူတွေက ြိုတင်ပြင်ဆင်ထားကြပါလို့ကျွန်တော်တို့ဒီနေ့ အကြံပြုလိုပါတယ်ကျွန်တော်တို့တင်ပြအချက်တွေကို နားမလည်တာရှင်အထူးသဖြင့်ဤပညာပိုင်းဆိုင်ရာအရာလိုအပ်ချက်တွေရှိလို့ရှင်ကျွန်တော်တို့မေးမြန်းနိုင်ပါတယ်ကျွန်တော်တဲ့တဲ့တခုပြောနေတာက မိုးရွာမလားနေပူလာလားလောက်ကိုတော့သိကျင်လို့ရှင်တော့တယ်လီဖုန်းထဲမှာရှိတဲ့ယာစုတုဝက်ဆက်ကနေကြည့်လို့ရပါတယ်ကျွန်တော်တို့ခံမှန်းချက်တွေဟာမြန်မာနိုင်ငံစီးပွားရေးနဲ့လုံနိုင်ရန်အတွက် ကြံပြုတင်ပြတဲ့သမန်းချက်တွေဖြစ်ပါတယ်ဒီအကြံပြုချက်တွေကိုကိုသက်ထွေးနိုင် Telegram ကနေပြီးတော့လဲ MP3 file နဲ့ download လုပ်ပြီးတော့မိတ်ဆွေများကိုဖြန့်ဝေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်